မေရိကန်ဗီဇာတီဒါမှမဟုတ် green card တီလို့ခေါ်ကြတဲ့ TV ဗီဇာကန်ဆယ်မဲ့အရင်ကလို့လကားထိုးမရတော့ပဲဒေါ်လာပေးလျှောက်ရတော့မယ်လို့2025ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်ပါတယ်ကန်ဆန်တီထိုးကြသူတွေပေါ်တမိုင်းတစ်လျှောက်ခါကျင်းငွေကောက်ခံခြင်းမျိုးမရှိခဲ့ဘူးပဲယခုအခါပါရမတော်ချင်းဖြစ်လျှောက်ထားသူတိုင်းတီမတ်ပုံတင်ကြီးဒေါ်လာပေးဆောင်ရန်သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ် online မှာတစ်ချိန်ကိုရေးအချက်လက်များမှပုံတင်ရေးသွင်းရေးရှောင်ထားချိန်မှာအမေရိကန်ဆိုရရဲ့သက်မှတ်ငွေပေးချေမူလန်ကြောင့်မြန်မာတစ်ဆင့်မှတ်ပုံတင်ခြင်းငွေဒေါ်လာကိုပေးသွင်းရန်ဖြစ်ပြီးဒီပေါ့ဒီဖြစ်စီမပေါ့ဒီဖြစ်စီငွေပြန်အမ်းမြေမောင်းချောင်းတည်ရပါတယ်အမေရိကန်ပြည်ထောင်စုကိုအခြေချနေထိုင်မှုနှုံနှဲပါနေတဲ့နိုင်ငံများကို TV ကန်ဆက်မဲ့အစီအစဉ်မှာမဝန်ကွန်ပြုတာဖြစ်ချောသားသူများတွေမှာနှစ်ဆင့်မြန်မာအခြေချနေထိုင်ခွင့်ဗီဇာ9500ချတာပေးနေတာဖြစ်ပါတယ် လက်ရှိကမ္ဘာတစ်ပေါင်းမှာနှစ်စဉ်လျှောက်ထားသူဥယျာဉ်25တန်းရှိနေပြီလို့ကမန်းထားကြပါတယ်။ရရှိလာမဲ့ကမန်းကြီးထီဘိုးငွေဒေါ်လာ25တန်းကိုလုပ်ငန်းလေပတ်ရေးအခြေအနေကောက်ကန်ရေးနဲ့လုံလုံရေးရာကိစ္စရပ်များမှာသုံးဆွဲသွားမယ်လို့သိရပါတယ်။ခါချင်းငွေကောက်ကန်လာခြင်းအပြင်အတူရောက်လင်ညာသမားများတက်ကတလဲလဲမယိုးမနာလျှောက်လာတဲ့သူများကိုနေပါသွားစီလိမ့်မယ်လို့ယုံကြည်ပါကြောင်းအမေရိကန်နိုင်ငံကြီးဝန်ကြီးဌာနကထုတ်ပြန်ကြမှာကိုပြသပါတယ်။